အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံမပြင်းထန်လားစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတစ်ခုကြားကုန်သွယ်ရေးစစ်ပွဲမဖြစ်ဖြစ်အောင်သုံးဖို့ခဲ့တယ် Thet for that စစ်ရခုံအစဲကြောင့်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံမပြင်းထန်လာကြောင်း NPC သတင်းမှာဖော်ပြထားပါတယ်အစောပိုင်းကဖန်တန်နီနဲ့ပတ်သက်တဲ့စီးချက်ခုံတွေကြောင့်ဘေကျင်းအပေါ်အမေရိကန်ကအခွန်145ရက်ခိုင်နှုန်းအထိတုံ့ပြန်လိုက်ပြီဖြစ်ကြောင်းတရုတ်အစိုးရက ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ ဒါကိုတန်ပြန်တဲ့အနေနဲ့တရုတ်ကအမေရိကန်ကအသွင်းကုန်တွေအပေါ်လက်တော့ပြန်ကောက်ခွန်125အထိတိုးမြင့်လိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာချက်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါနေ။အမေရိကန်သမ္မတအတော်နဲ့ထွက်ရင်ကုန်သွယ်ဖက်နိုင်ငံတွေအပေါ်လက်တော့ပြန်စည်းကြက်ခွန်တိုးမြင့်မှုဟာ AP ကိုမှစတင်ခဲ့တာဖြစ်ပါနေ။ ဒါပေမဲ့လည်းနောက်ပိုင်းမှာဒေါ်နယ်ထရပ်ကစီချက်ခွန်တိုးတာကိုရက်60အထိရွှေ့ဆိုင်ခဲ့ပြီးနိုင်ငံ85နိုင်ငံကကုန်တွယ်ရေးသဘောတူညီချက်တွေကိုဆက်ဆက်ညှိနှိုင်းဖို့အစဉ်သိရှိနေတယ်လို့ပြောပါတယ်။ဒေါ်နယ်ထရပ်ကစီချက်ခွန်တိုးမြှုပ်ရွှေ့ဆိုင်တာကိုတရုတ်နိုင်ငံကိုချဲလှန့်ထားခဲ့တာဖြစ်ပါတယ်။ ကုံသွယ်ရေးပတိပခအရှဲမြင်လာတာကြောင့်ကမ္ဘာကုံသွယ်ရေးအဖွဲ့ WTO ထံကောက်ကွက်တယ်လို့တရားကူးတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောပြီးအမေရိကန်နိုင်ငံရဲ့စီချက်ခွန်ဟာ WTO စီမင်းတွေကိုချိုးဖောက်တယ်လို့ဆိုပါတယ်အမေရိကန်နိုင်ငံရဲ့စီးကျက်ခွန်သွေးမြေမုတ်ကအမှားတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံကအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်ကုသံရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်